ကဲမင်္ဂလာပါညီကိုတို့ရေ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျာဆိုတော့ဒီနေ့ကတော့ဒါ Champion League ဒုတိယအကြော့ဒုတိယရှေ့ပေါ့လीနော်မနေ့ကတော့ကျွန်တော်တို့ဒါသုံးပွဲလုံးအဆင်ပြေခဲ့ပါတယ်နော်ဒါဒါမနေ့က SM Villa Bori နဲ့ Go ပေါ်အဆင်ပြေတယ်ဒါအဲဒေါမွန်နဲ့ဘာစီလိုနာ၉ဘောလီအဆင်ပြေမယ်ထင်ပါတယ်နော်အော်မီနီယာတော့၃ချောင်းလုံးအဆင်ပြေပါတယ်အဲ့တော့ဒီနေ့ဒုတိယရက်ကတော့ မန္တလေးပြောရင်တော့ဒီနှစ်ပွဲလုံးကအရန်ကြီးတော့မနေ့ရက်လောက်တော့ကြိုက်တယ်ဒီမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့လည်းသုံးသက်ချက်အနေနဲ့တော့ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒါမနေ့ကဆိုရင်တော့အဝေးခွင်းနှစ်သင်းစလုံးဟာပထမအကြော့မှာ5ရက်ချီပြည့်နေတဲ့အနိုင်ရထားပြီးတော့ဒုတိယအကြော့မှာလေဒါအင်ခွင်းနှစ်သင်းလုံးကပြန်အနိုင်ရရှိသွားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာတော့အဲတပွဲကဒီဘိုင်ယန်မြူးနဲ့အနေနဲ့ပထမအကြော့မှာအင်ခွင်းမှာရှုံးနေခဲ့ပြီးတော့ဒါမနေ့ကအဲ မနေ့ကပွဲမျိုးနဲ့စန့်ကျင်ဘက်ပေါ့နော်ဒီနေ့ကအင်တာမီလန်ကနိုင်ပြီးသားဖြစ်တာအောင်မှာအိမ်ဝင်းမှာအဲ့ခံရမှာဖြစ်တဲ့အတွက်မနေ့ကပြီးတဲ့အနေထားနဲ့တော့စန့်ကျင်ဘက်ဖြစ်နေတယ်အဲ့တော့တစ်ဖက်က Real Madrid နဲ့ Arsenal အသင်းမှာလည်း၃ခုပြည့်ကြီးနဲ့နိုင်လာတဲ့ Arsenal ဟာဒီနေ့ Real Madrid အိမ်ဝင်းမှာအရန်ကြီးတော့အဖွင့်ကန်လာစရာတိတ်မရှိနိုင်ဘူးပေါ့လीเนาะအဲ့တော့ဒါလေးကိုကျွန်တော်ဒီနေ့ဒါ Champions League နှစ်ပွဲနဲ့တစ်ဖက်ကဒါ Premier League ပုံမှန် အဲလီလေးပြန်စားတဲ့အနေထားမှာဒါနျူကာဆယ်နဲ့ခရစ်စတယ်ဘေးလီဆယ်သုံးသက်ချက်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မင်္ဂလာပါညီကိုတို့နေနော်အသေးလေးနမလေးတယောက်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါမှာဘရဒါတို့ကြီးကျေးဇူးများတင်ပါတယ်ဗျ။ဘရဒါဂေါ်ကြီးမင်္ဂလာပါအဲကိုမင်းမင်္ဂလာပါရဲလင်းအောင်မင်္ဂလာပါဦးမျိုးညွတ်မင်္ဂလာပါဟန်ဇော်မင်္ဂလာပါ HWA YouTube Channel မင်္ဂလာပါအဲရှိုင်းဝနာအောင်မင်္ဂလာပါရဲထက်နိုင်မင်္ဂလာပါဗျ။ real ကြေးကြသွားပြီ bro တဲ့ဟုတ်လားကျွန်တော်စတီကြေးတော့မကြည့်လိုက်ရဘူး real ကျွန်တော်ပွဲရွေးကြတဲ့ကတလုံး80ပေါင်းဖြစ်နေတာပေါ့နော်အခုလဲတလုံး80ပေါင်းပါပဲနော် မနေ့နေ့လယ်ရပါတော့ကျွန်တော်နေ့လယ်ရကြည့်တဲ့ကတလုံး80ပေါင်းဆိုတော့စတီဂျီလေးလောက်ပါအောင်နော် brother real စတီဂျီလေးလောက်ပါအောင်ဗျချေးရတော့လေကျွန်တော်အဲ့ဒါပြောတာတော်တော်ထူးဆန်းတယ်ဗောနော် real က3 4ပြက်နဲ့ရှုံပြီးတော့ bunny view မှာတလုံး80ပေါင်းပြန်ပေးထားတဲ့အနေထားကတော့ဘလို့မှစဉ်းစားမရဘူးနော်တော်တော်ပြောတယ်ဂျီမျိုးပဲဖြစ်ပါတယ်ဒါကမှ3လုံး30ပေါင်းနဲ့ပြန်ကားထားတဲ့အတွက်လေ arsenal ကကိုးရမယ့်အနေထားဖြစ်နေတယ်ဗျာဒီလားအဲ့တော့ချေးကတော့လေနည်းနည်းလေးဒီဂျီကထောင်ချောင်ချေးဖြစ်ဖို့များပါတယ်မနေ့ကဆိုရင်လည်းကျွန်တော်တို့ barcelona ရော PSG ကအကြီးပြင်းပြင်းဖွင့်လှစ်ခဲ့တယ်။ဒါ့ပေမဲ့နှစ်ပွဲလုံးအပေါ်ကြီးတိကြားခဲ့တယ်။ဒေါ်မွန်ကဒီဒီဒီ SM Villa ကိုအနိုင်ရခဲ့တယ်ဗောလေ။ဒါဆိုတော့ဒီနေ့ပွဲမှာတော့ ်အင်တာပွဲလေးတော့ကျွန်တော်ပိုကြိုက်တယ်ရီယယ်ပွဲကအနေနဲ့ရမ်းများပါတယ်ဒါကြောင့်ကျွန်တော်ရွေးမယ်ဆိုရင်ကျွန်တော်အင်တာပွဲလေးပဲကျွန်တော်ဒီနေ့ရွေးချယ်ထားပါတယ်เนาะအဲ့တော့ကျွန်တော်တို့စလိုက်ရအောင်ဗျာเนาะအဲ့တော့အသေးလေးလက်မလေးကြောက်ချက်လောက်ကုညီပြီးတော့ live လေးကိုနှိပ်ပေးကြအောင်မလားဆိုတော့เนาะကျေးဇူးများဒီမှာတွေပြတော့ဒါ wise မှာဆော့ကျင်တဲ့ညီကိုနေတာလေကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ဒီရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wise ဘတ်မြန်မာ Facebook page နဲ့တို့ရဲ့ application သမဟုတ်ဒါ website ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီသိလို့ရတယ်မေးမြန်းလို့ရပါတယ်โอเคအဲ့တော့ let's go ပါဆိုတော့ internet ကျွန်တော် Bayern Munich ပွဲလေးအရင်ပြောပြပါမယ်ဘရဒါမောင်စိမင်္ဂလာပါဗျညီ င်းစောဝင်းမင်္ဂလာပါကိုမင်းမင်္ဂလာပါဘလူးမောင်တိန်မင်္ဂလာပါဗျအဲ lucky jam မင်္ဂလာပါနေတူလင်းမင်္ဂလာပါအဲကျော်ဝင်းသားကျော်ဝင်းသားလားမင်္ဂလာပါဗျကျော် left မင်္ဂလာပါ youtube me မင်္ဂလာပါဗျ hwl youtube channel ညာရလိုက်တယ်ကျေးဇူးပါဗျာ okay ပါ brother ကြီး sign show မအောင်မင်္ဂလာပါဗျစတီကြီးတလုံး65ပေါင်းနဲ့ okay ဗျာနော် thank you ပါ brother ဦးအကမင်းမင်္ဂလာပါ declan rice မင်္ဂလာပါဗျတလုံး35တဲ့စတီကြီးတဲ့ဟုတ်လားတလုံး30ဆိုရင်တော့အဲ့ဒါဆိုရင်တော့တော်တော်ကြီးကြီးပြော့သွားတယ်ဗျာနော်ကျွန်တော်တင်တော့ဟိုပါပေါ့ကာမာဖင်ကမနေ့ဒီပြီးခဲ့တဲ့ဘက်က ဒီအနိဂတ်ထိခဲ့တဲ့အတွက်ဒီဘဲမှာပါနိုင်တဲ့အချက်ကြောင့် ဒီလိုမျိုးဖြစ်သွားလာတယ်လို့တော့ယူဆရတယ်။ဒါပေမဲ့သူ့နေရာမှာချိုအာမန်နီပြန်ပါမယ်ဆိုတော့လေရီးရဲဟာကြီးမကြတင်ဘူးလို့ထင်တာပဲပေါ့လေနော်။အဲ့တော့ကျွန်တော်အင်တာပွဲလေးအရင်စပြောပြပါမယ်။အဲ့တော့အင်တာမှာကလက်ရှိဒါဒဲဂျီပြီးထားပြီးတော့မှ၃လုံးတည်ကြီးဒါပြန်လဲဖွင့်လက်ထားတယ်။အဲ့တော့ဒီနှစ်သင်းရဲ့ပထမကြော့ပြီးခဲ့တဲ့ပထမကြော့မှာပြီးခဲ့တဲ့ဂျီကဘိုင်မြူနစ်အင်္ဂါမှာဘိုင်မြူနစ်ကဒါ level တရားရှုံးပြီးခဲ့တယ်1 2ဆိုတဲ့ရလဖြစ်ခဲ့တာကြောင့်ဒီနေ့ပွဲမှာအဝေးခွင်းအနေနဲ့ဒဲဂျီပြီးရမှာတော့မှန်ပါတယ်။ဒါပေမဲ့ဘိုင်ယန်မြူနစ်ဟာပထမကြော့မှာရှုံးနေခဲ့တာဖြစ်တဲ့အတွက်တေချာပေါက် DB Champion League နောက်တစ်ဆင့် Semi Final တက်မယ် သိကြမယ်ဆိုရင်ဘိုင်မြူနစ်ဘက်က level 20အနည်းဆုံးဖွင့်လိုက်ရမှာဖြစ်ပါတယ်ဒါကိုအခုဒဲဂျီပဲပြီးထားရယ်ဆိုတော့ဘိုင်ယန်အင်တာအင်ခွင့်မှာဘလို့မှနိုင်နိုင်စရာအကြောင်းမရှိနိုင်ဘူးပေါ့နော် risk ကတော့တော်တော်လေးနည်းသွားတယ်ဘိုင်ယန်နောက်တစ်ဆင့်တက်ဖို့ကအဲ့တော့လက်ရှိအနေအထားအရအင်တာမီလန်ရဲ့လက်ရှိခြေစွမ်းကိုပြန်ကြည့်ရရင်လည်းတော်တော်လေးကောင်းပါတယ်နော်သူတို့နောက်ဆုံးရှုံးခဲ့တာက Juventus ကို away win 1-0နဲ့ဒီမှာနှစ်လပိုင်း ဒါ18ရက်နေ့ကရှုံးခဲ့တာပါအဲ့တော့အိမ်ကွင်းမှာနောက်ဆုံးရှုံးခဲ့တာတော့မှတော်တော်လေးကြာခဲ့ပြီเนาะပြီးခဲ့တဲ့2024ဆယ်လာဘိုင်းကားမှာအခုထိကိုလုံးဝရှုံးခွင့်မရှိထားရလောက်အောင်အိမ်ကွင်းခြေစွမ်းအရန်ကောင်းလုံးတဲ့အသင်ဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ကြောင်မှာတော့ VNU နဲ့တွေ့ခဲ့တယ်တို့ VNU ကိုဒါအိမ်ကွင်းမှာတလုံးတရာရှုံးခြေကို2-1နဲ့ပွဲပြီးခဲ့တယ်အဲ့တော့ Inter ရဲ့အားနည်းချက်ကတော့အဲအနည်းငယ်လေးတော့ဂိုးပေးရတဲ့အနေအထားမှာဖြစ်နေတယ်ပေါ့เนาะနောက်ဆုံးပြောင်းဖို့ဆို5ဘွဲဆက်မှာ4ဘွဲကဂိုးပေးရတယ်နော်5ဘွဲလုံးလဲ Bordenus ကိုဖြစ်ထားတယ်ဆိုတော့ဒီနေ့ပွဲမှာတော့3-0ဆိုတဲ့ခြေကြောင့်ဘိုင်ယန်ကအချိန်မြေ ကိုတော့ရနိုင်တယ်။ဒါပေမဲ့ဒဲဂျီပေးထားတဲ့အနေအထားမျိုးအရဘိုင်ယန်ဘလုံးမှရမှတ်ကောင်းနိုင်မယ့်အနေအထားမှာမရှိနိုင်ဘူး။ပြီးခဲ့တဲ့ဘက်ဒေါမောင်ပွဲမှာလည်းတို့အရန်လူစင်းဆိုပေမဲ့လို့အဲနည်းနည်းပါးပါးသုံးတော့သုံးလာပါတယ်เนาะအဲ့တော့တူတူဆိုရရလည်းနဲ့ဒါကြီးနှက်ခဲ့ရတယ်အဲ့တော့အဲ့ရှိမှလည်းကျွန်တော်တို့ Osbat အသင်းကို1 3နဲ့ဒါတကူပေးရသေးတယ်စိန့်ပေါ်လီလိုအသင်းကိုလည်း3 2နဲ့ကန်တယ်ဆိုတော့ Bayern Munich ကိုပြန်ကြည့်ရင်လည်း3ပွဲအဲ head to head ရ5ပွဲလုံးဟာ ဘိုဒင်းတူစကိုးတွေဖြစ်ထားတဲ့အနေထားပါအဲ့တော့ချန်ပီယံလိမှာနောက်ဆုံးပွဲကဒီနောက်ဒီပြီးခဲ့တဲ့အဆင့်မှာတွေ့ခဲ့တာကလီဗာပူဆန်အသင်းနဲ့တွေ့တာအဲ့တော့ဒါကလေးလီဗာပူဆန်နော်သူတို့ရဲ့ Florian Wiz တို့နော် Boniface တို့မပါဘဲနဲ့အရန်လူလူစင်းနေနေပဲပေါ်ထလာတာဖြစ်တဲ့အတွက်သူတို့ဒါချန်လက်ထားခဲ့ရတာဖြစ်ပါတယ်ဆိုတော့အဲဘိုင်မင်းရဲ့အရန်ကြီးကောင်းနေလို့တော့မဟုတ်ဘူးပေါ့နော်နောက်တစ်ချက်ကတဘာပေါ့လေအဲ့တော့ဘိုင်ယန်ကောအင်တာဟောကဒီဟိုမှာဥရောပအတွေ့အကြုံများတယ်ဆိုပေမဲ့ လက်ရှိအနေအထားအရာကနီးပြအရေးသွေးခြင်းရှင်မယ်ဆိုရင် Inzaghi ကို Visa Company ဘလို့မှရှင်နိုင်မဲ့အနေအထားမှာမရှိဘူးဗျာเนาะဒါလေးလည်းထက်သွားစဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒဲချင်းမှာသုံးလုံးတည်ကြီးဖြစ်တဲ့အတွက် Inter တကူရဖို့ကျင်းသေးတလောက်ရှိနေပါတယ်အဲ့တော့ဒီဘက်မှာ Inter တလုံးရလိုက်မယ်ဆိုရင်တော့ Bayern Munich နည်းနည်းလေးတိုင်ပတ်သွားနိုင်တယ်ဗောနောနောက်ထပ်နှစ်ခုလောက်လိုက်မှသာနောက်တစ်ဆင့်တိုင်ပိုင်တဲ့အနေအထားဆိုတော့ Inter ရအောင်တော့ တကိုးသွင်းပါပဲအဲ့တော့သုံးလုံးဒီကြီးဆိုတဲ့အနေဒါဟာ11တပေါက်အနှိမ့်ငယ်လေးကြောက်ရတာကြောင့်ကိုးပေါင်းကြီးလေးတော့ရှောင်စေချင်ပါတယ်အဲ့တော့ရွေးမယ်ဆိုတော့ကျွန်တော်ဒီပွဲလေးတော့ inter ပဲယူပါတယ် inter body ဖြစ်ပါတယ် inter milan body ပါ okay အဲ့တော့နောက်တစ်ပွဲကတော့ဒါ real madrid နဲ့ arsenal ပွဲဖြစ်ပါတယ်အဲ့တော့ဒီမှာကကျွန်တော်ဆောဆောပြောခဲ့တဲ့အတိုင်းဒါ gamma finger နေရာမှာ chuamani ပြန်ပါမယ်ဆိုလူစင်းကတော့ real madrid ကအရန်ကြီးစိတ်ပူစရာအကြောင်းမရှိဘူးဆိုတော့အဲတစ်ဖက်က arsenal အသင်းကတော့လက်ရှိအနေအထားမှာဒါ trossard ပဲသုံးမလားထောင်တိုက်စစ်ကို marino ပဲသုံးမလားဆိုတော့တောင်ပန်းနှစ်ဖက်ကတော့ဒီကြတာကတော့ saka နဲ့ဒါ မာတင်လီပြန်ပါမယ်ပေါ့လေအဲ့တော့ပြန်ကြည့်ရရင်ရီယယ်မက်ဒရစ်ကပထမအကြော်မှာဒီအာဆင်နယ်အိမ်ခွင်းမှာပေးခဲ့တဲ့ဂျီယူပြန်ကြည့်ရမယ်ဆိုရင်အာဆင်နယ်ဘက်ကအိမ်ခွင်းမှာ level တရာချုံခပ်ပြင်းပြင်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်3 z နဲ့အာဆင်နယ်ဂျီအောင်ခဲ့တယ်ဆိုတော့ပထမအကြော် level တရာချုံဖြစ်ခဲ့တဲ့အတွက်ဒီနေ့မှာတကယ်တမ်းပေးတဲ့နေကြီးကဒဲဂျီပေးရမှာဖြစ်ပါတယ်အဲ့တော့ဒဲဂျီအစားအခု level တရာချုံဆိုတာဟာပထမအကြော်3ခုပြန်နဲ့ရှုံးခဲ့လို့သာ level တရာချုံဂျီ ွင့်လျားခြင်းဖြစ်ပါတယ်။ဒါပေမဲ့ Real Madrid လို့မျိုးအသင်းဟာနော်တကယ်ဒိတ်ဒိတ်ကျဲချန်ပီယံနော်ချန်ပီယံလိရဲ့ချန်ပီယံအသင်းမျိုးဟာအိမ်ခွင်မှာ level 80ဆိုတဲ့အနေထားပေးတာကတော့ဘလို့မှမဖြစ်သင့်ဘူးလို့ပဲယူဆပါတယ်နော်။ဆိုတော့ brother တွေပြောတဲ့စတီကြီးတလုံး30ဘောင်းကနေဆင်းလာတယ်ဆိုရင်လည်းလက်ရှိအနေထားရ Real Madrid နေမယ်ဆိုတော့အနည်းငယ်လေးတော့ခက်ခဲနိုင်ပါတယ်။သို့ပေမဲ့၃လုံး30ပေါင်းဆိုတဲ့5ပေါင်းကြီးဟာအမှန်တိုင်းပြောရင်တော့အာဆင်နယ်အာဒီဒါအနေနဲ့၃ခုပြနိုင်သားပြီးတဲ့အနေအထားမှာဒီနေ့ပွဲဘလို့မှဖွင့်ကန်စရာအကြောင်းမရှိဘူးเนาะအာဒီဒါအကြောင်းလက်ရှိဂါရန်ဖောင်ကြီးရင်တော့သိနိုင်ပါတယ်เนาะအဲ့တော့လက်ရှိအနေအထားရပြီးခဲ့တဲ့ပွဲမှာလည်း Bravo နဲ့ပွဲမှာတို့အရန်လူစင်းနဲ့ပဲပွဲထွက်လာတယ်1-1နဲ့ပဲเนาะအနည်းငယ်လေးမြန်မာပန်းလှယုံလေးပဲတို့ကန်ခဲ့တာဖြစ်တဲ့အတွက်အခုကြီးအရဘလို့ပဲဖြစ်ဖြစ်အာဆင်နယ်ကနောက်ဆုံးအဝေးခွင့်6ပွဲမှာ9ပွဲအထိ အဲ1 2 3 4 5နော်5ဘွဲအထိဒါ9ရောက်ထားတယ် under 2.5ကန်ထားတဲ့အနေအထားမျိုးမှာအရင်ကြီးဖွင့်ဆော့စရာတော့အကြောင်းမရှိဘူးဗျာနော်အဲ့တော့ကိုပေါင်းကြီးကနင်းငယ်လေးဟို trick များတယ်လို့ပဲယူဆပါတယ်အဲ့တော့ပထမချက်မှာ3ခုပြန်နဲ့ကန်ထားတာဖြစ်တဲ့အတွက် Bogidi နဲ့အနည်းဆုံး Real Madrid ကိုဒါ2ခုပြန်နဲ့အထက်နိုင်မယ်သေချာမယ်ဆိုရင်တော့တလုံး90ပေါင်အထက်တလုံး40ပေါင်တလုံး30ပေါင်ဒီလိုမျိုးဖွင့်လက်တဲ့နယ်လိုပဲကျွန်တော်တို့ယူဆပါတယ်။ဒါပေမဲ့ဒီလိုပွဲမျိုးဟာမနေ့ကကျွန်တော်တို့ဒါအဲဒေါမွန်ရော ဒီ SN Villa ကိုဂျီလီနဲ့လည်းနည်းနည်းပတ်သက်နေတာကြောင့်ဒီပွဲဟာဘော်ဒီဂျီလဲဒါထောင်းချောက်ဂျီလို့ပဲကျွန်တော်ယူဆတယ်။နိုင်မယ်ဆိုရင်တော့1-0လောက်နဲ့ဒီ Real Madrid ကကတ်နိုင်သွားဖို့ပဲများပါတယ်။အဲ့တော့ယူမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲက 1x double chance မစိုးဘူး Real Madrid အောင်နိုင်ခြေရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဇီးဇီးနဲ့တော့ပြီးစရာအကြောင်းတော့မရှိဘူး။ဒါပေမဲ့ဂျီအရာနော်ဂျီနောက်လိုက်ချင်တယ်ဆိုရင်တော့ Arsenal ပဲနေသင့်ပါတယ်။ဒါပေမဲ့ဒီပွဲကနည်းနည်းလေး trick များတာကြောင့်ယူမယ်ဆိုရင်ကျွန်တော်ကတော့ ရီယယ်မက်ဒရစ်ပဲရွေးဖို့အကြံပြုပါတယ်အဲ့တော့ကိုဘောကိုဘောကတော့ဒီဘက်အနေနဲ့များတယ်ကျွန်တော်ဆိုရင်တော့ရှောင်ပါတယ်30ဘောင်အရာရီယယ်မက်ဒရစ်ကဖွင့်ဆော့လာနိုင်တယ်လို့တော့အာဒီဒါအနေနဲ့ကလည်းဒီဘက်ပိတ်ဆော့လာနိုင်ကြတာကြောင့်ဒီဘက်ကတော့အထက်နိုင်ဆုံး body ကြီးရောကိုဘောကြီးရောရှောင်ရင်တော့ပိုကောင်းပါတယ်ရီယယ်မက်ဒရစ်ကအင်္ဂွန်းမှာဘာနေပြူးမှာရှုံးမယ်တော့ကျွန်တော်တော့မထင်ပါဘူးအဲ့တော့ wise bet နေပဲเนาะကြီးကတော့တော်တော်လေးနည်းမှာပါเนาะတော်တော်လေးစားကတော့နည်းလိုက်ပါမယ်ဒါပေမဲ့ wise chance ရီယယ်မက်ဒရစ်ဆိုရင်တော့အရှုံးမရှိဘူး ယူဆပါတယ်အဲ့တော့ Real Madrid Wise Chan ဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်က Inter Body နဲ့ဒီနေ့ Real Madrid Wise Double Chance လေးပဲယူချက်တာပါတယ်အဲ့တော့ Newcastle နဲ့ Crystal Palace ဆက်မှန်းတမ်းပြောရင်တော့အရန်ကြီးတော့မကြိုက်ဘူးဗျတလုံး90ပေါင်းမှာတလုံး90ပေါင်းနဲ့ပြန်ကားထားတယ်ပထမကြော့မှာဒီဒါကတော့အခုဒီနေ့ကံမှာ Premier League ပေါ့နော်ဆိုတော့ပထမကြော့ဒီ Crystal Palace အိမ်ဝင်မှာတော့ Newcastle အနေနဲ့ဝေးဝန်းကနေပေးတဲ့ကြေးကလည်းပဲ90ချုံပေးခဲ့ပြီးတော့1-1ဆိုတဲ့ရလဖြစ်ပုံခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဘောကတကယ်နဲ့ပေးတဲ့ကြေးက ရီဒီနူးကဆယ်အနေနဲ့လုံး90ပေါင်းပေးရမှာဖြစ်ပြီးတော့အခုပေးစင်တဲ့ကြေးပဲပေးထားတယ်။မနေ့က2023ဆယ်လာပိုင်းပရီးမီးယားလိမှာနူးကဆယ်ပေးခဲ့တဲ့ကြေးကလုံး90ရှုံးဖြစ်ပြီးတော့ 4C ဆိုတဲ့ရလလေးထွက်ပေါ်ခဲ့တာကြောင့်မနေ့ကလောက်တော့အရန်ကြီးကြေးရတော့မပြင်းနေဘူး။နောက်နောက်တစ်ချက်ကနူးကဆယ်အင်္ဂွန်သပိုင်းချက်မှာ Chris Bailey's နဲ့တွေ့တဲ့ထိတဲ့သူမှုက under 2.5ပွဲတွေတော်တော်လေးများခဲ့ပါတယ်။ဒါပေမဲ့သုံးလုံး90ပေါင်းပေးထားတဲ့အနေအထားရ Chris Bailey's အချိန်မီ900နိုင်ပါတယ်။နူးကဆယ် body ကြိုက်တယ်။လက်ရှိ current form လည်းကောင်းတယ်။ဒါပေမဲ့နူးကဆယ်ရှောင်းရချင်းရွေးချက်တစ်ချက်ပဲရှိတယ်။ပြန်မတော့နောက်ဆုံး9ပွဲဆက်ကြီးအောင်ထားတယ်။ ဒါကြောင့်ဒီနေ့တော့မဟုတ်လာမယ့်တပွဲနှစ်ပွဲအတွင်းမှာနျူကာဆယ်ကြီးကြနိုင်တာကြောင့်နျူကာဆယ်နောက်လိုက်ဖို့တော့ကျွန်တော်တို့ recommend မပေးဘူးအန်ဒီအရင်များနိုင်ပါတယ်เนาะတော့ဒီနေ့ပွဲကကြီးကြနိုင်ပါတယ်အဲ့တော့လက်ရှိ current form အရာကတော့နျူကာဆယ်တော်လေးတိုက်ဆက်ပိုင်းအရင်ကောင်းနေတယ်ဒီနေ့ပွဲနိုင်ရင်လည်းအဆင့် ုံးဒီဒီ Northern Forest ကိုဒါဖိအားပေးနိုင်တယ်ဗောနော Champion League ဝင်ခွင့်အတွက်အဆင့်သုံးထိရောက်နိုင်တာကြောင့်လက်ကျန်ပေါ်ဒီအားလုံးတော့ Newcastle ကအမားခံမှာမဟုတ်ပါဘူးအဲ့တော့တစ်ခါ Crystal Palace ကတော့ပြီးခဲ့တဲ့ပုံမှာ Man City အသင်းကို5-2ဆိုတဲ့ရလနဲ့ဒါရှုံးနေခဲ့တယ်အဲ့တော့က City အသင်းကလုံးသိပြီးပြီးခဲ့ပြီးတော့ကြီးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ရှိမှာ Brighton ကို2-1နဲ့နိုင်ရယ် Southampton ကို1-1နဲ့ပဲကျင်းနေခဲ့ရတယ်အဲ့တော့အဝေးကွင်းနဲ့တောက်လျှောက်ကြီးအောင်ထားတယ်ဆိုပေမဲ့ဒီပြီးခဲ့တဲ့ Man City နဲ့ပွဲက5-2ဒီလုံးသိကြီးအရာနေမယ်ဆိုတော့ဒီပွဲက Newcastle ဟိုရှုံးစရာအကြောင်းတော့မရှိဘူးပြဒီပွဲလေးကျွန်တော်1-1 တပည့် chance ပဲကြိုက်တယ်ကိုဘောနေတဲ့နယ်ဆိုပေမဲ့လက်ရှိကဒီ Palace ကကောင်းအောင်ဖောင်းအရာကတော့အဝေးဝင်းတောက်လျှောက်ကအနာ2.5တိများတဲ့အတွက် risk တော့များတယ်ဘောနော်ဆိုတော့1-1တော့ ACC ဖြစ်သွားနိုင်ပါတယ်။ Newcastle ကလည်းလက်ရှိတိုက်စစ်ဖွင့်ဆောင်နေတဲ့အသင်းဆိုတော့ကျွန်တော်ထင်တော့2-1လောက် AC တော့သွားမယ်ထင်ပါတယ်။ယူမယ်ဆိုရင်တော့ Newcastle body တော့မဟုတ်ဒီ6ဘောနှစ်ချောင်းနဲ့ရတဲ့ချောင်းဝင်နိုင်ပါတယ်။ဒါပေမဲ့မြန်မာကြီးနဲ့ဆိုရင်တော့အနေနဲ့အရန်များတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ရှောင်ပါတယ်။အဓိက Newcastle နောက်ဆုံး5ပွဲဆက် ကြီးအောင်ထားတဲ့အချက်ကြောင့်နေမယ်ဆိုရင်တော့ကျွန်တော် 1x double chance Newcastle နဲ့ပဲဒီနေ့နေပါမယ်เนาะโอเคအဲ့တော့ဒီနေ့၃ပွဲရှိပါတယ် Newcastle body wise double chance နောက်တစ်ပွဲက Inter Milan body ကတော့မြန်မာကြီးနဲ့နေလို့ရတယ်နောက်တစ်ပွဲကတော့ Real Madrid 1x double chance သို့မဟုတ်ကိုဘကိုဘကတော့ဒါရှောင်းပါတော့ဆိုတော့ဒီ၃ဘွဲပဲကျွန်တော်ဒီနေ့ရွေးချယ်မှုဖြစ်ရွေးချယ်တာပါတယ်။အဲ့တော့ကျွန်တော်ကတော့မနက်ပြန် Europa League နဲ့ Europa Conference League လေးထုံးစံတိုင်းလေးညနေ9:00 6:00ရင်မနက်ပြန်မှာပြန်တွေ့ပါမယ်။ Okay အားလုံးပဲဒါဒီနေ့တချို့ပဲ brother တွေ share ပဲ brother တွေ comment ပဲ brother တွေကြောက်စီစံချစ်သူများကြီးတင်ပါတယ်ဗျ။မင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။ Good luck ပါဗျ။